ဒီမဆုံးမဖောက်ဆုံးမသားသမီးစိတ်ရုံကန်ရိုက်မယ်ဝမ်းနေရမယ်သားအတွက်ငိုရမယ်ဟာနာရီခမ်းပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အမရိုက်ခေါင်းဆင်းပေါ်မှာဒီရိုက်တဲ့အချိန်တစ်ခုပဲအဲ့ဒီစိတ်ကိုမွေးတယ်အဲ့လိုပဲအမတို့လည်းမမွေးဘူးငါငါထောက်တင်နေစို့ထောက်တင်စို့စို့အချိန်လုံးမမွေးနိုင်ဘူးလေအမပြောတာညနေ6နာရီအမ break လုပ်လိုက်ပြီဆိုတာနဲ့အမဒီကအိုက်တင်နေအကုန်လုံးအကုန်ထားခဲ့တယ်ဘာမှလည်းပြန်မမေးဘူးဘာမှလည်းပြန်မကြည့်ဘူးဒီအကြောင်းအရောလည်းဘာမှပြန်မပြောတော့ဘူး မကြိုက်ပြန်ရိုက်တယ်မကြိုက်မချင်းပြန်လှုပ်တယ်ရဟဆင်များများလှုပ်တယ်ဒါအမအလုပ်ဖြစ်နေတဲ့အတွက်အမလှုပ်တဲ့လုပ်ငန်းတွင်တဲမှာပဲအမတိတ်ချလှုပ်တယ်လုပ်ငန်းတွင်ပြီးသွားပြီဆိုရင်တော့အမကပြန်ရိုက်လို့လည်းမရတော့ဘူးဒရိုက်တာကိုကျွန်မဒီယာကြီးကိုပြန်ရင်ချင်တယ်လို့လည်းပြောလို့မရတော့ဘူးတောင်းဆိုလို့လည်းမရတော့ဘူးပြန်ရိုက်ပေးမှလည်းမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့အားလုံးက duty နဲ့အလုပ်လုပ်နေရတာဆိုတော့အဲ့တော့အမအလုပ်လုပ်နေတဲ့အချိန်တော့အကောင်းဆုံးဖြစ်အောင်လုပ်တယ်။အလုပ်ခွင့်ကပြန်ရင်တော့ မအဲ့ဒါတွေအားလုံးမေးလိုက်။စိန်နန်းတော်ကပီတန်မော်ဒေါ်ဘုံတာဂီတက်ဆိုင်ခွဲကြည့်ရဲ့လေးလေးပြင်းဆက်ရှင်နာအထူးဇာဘော်တော်ကြီးကိုဒါမဲမေလာ9 10 17ရက်နေ့များတွင်နိုင်ငံကျော်အနုပညာရှင်များစွာဖြင့်စီကားတိုင်းနဲ့စွာကျင်းပရောင်းချသွားမှာဖြစ်ပါရဲ့ရှင်။အထူးပရိုမိုးရှင်းအနေဖြင့်စိန်တယ်များကို25ရာခိုင်နှုန်း discount ဖြင့်စိန်တယ်နဲ့ရွှေလူတွေကိုအလဲစီတို့ပါဆက်နဲ့ဝန်ဆောင်မှုပေးရသွားမှာဖြစ်ပါရဲ့ရှင်။ဝယ်သည့်တံပိုးလိုက်မိတ္တလက်ဆောင်များအပြင်စိုင်လေးနည်းပြီးအထူးအစီအစဉ်များစွာရှိလို့ရန်သူချစ်သူများကိုစိန်နန်းတော်တာဂီတက်ကပီတန်မော်ဒေါ်ဘုံဆိုင်ခွဲကြည့် ရဲ့အစိတ်ရှင်နာအထူးစရာပွဲကြီးကိုလောဝလလွတ်မကန်ပဲလာရောက်အားပေးဖို့ခိတ်ခေါ်လိုက်ပါတယ်။အဲစကားတကားလည်းကတော့ပူလောင်နေတာပဲပေါ့နော်အဲတယောက်နဲ့တယောက်အမုန်းလေးပွားအာဃာတတရားတွေနဲ့ကောက်လောင်နေတဲ့ကားလေးပေါ့နော်ဒါပေမဲ့ဇက်ရဲ့နောက်ဆုံးမှာတော့ဖြစ်ခဲ့မှုရဲ့အရာသည်နော် ိုကိုတိုင်ဖြစ်တော့မှကိုချင်းစာတရားရှိတယ်ဆိုတဲ့ဟာလေးကိုပြသထားတာပါဒါကတော့ဇက်ဇက်ကပေးတဲ့ဇက်ကပေးတဲ့ပါဝါလောက်ပေါ့အဲပြောင်းတာပေါ့အရင်တော့တော့မင်းသမီးနေရာနေရရတဲ့အတွက်အာရောက်ခမကိုပြန်ရန်တွေ့တဲ့အခါမျိုးတွေဒီလိုခက်ခက်မှနေရာကနေပြီးတော့ကိုကရိုက်ခဲ့ရတာလေအဲဒီအခုဒီလိုအသက်ပိုင်ရွယ်မှာကိုကအမေတရားဖြစ်သွားတဲ့အတွက်မှုတွေလည်းမတူတော့ဘူးအိုက်တီတွေလည်းမတူတော့ဘူး ပြောဆိုတွေလည်းမတူတော့ဘူးပေါ့နော်အဲ့တော့ character ပုံမှန်မူတည်ပြီးတော့အရာအလုံးပြောင်းလဲသွားတာပဲအလုံးလုံးဆိုကိုပါဝင်ချင်းမှာတော့တိတ်တော့မရှိပါဘူးလို့တွေ့တော့တွေ့ဘူးတာပေါ့နော်ဟိုတရားမှာ90လောက်ကတော့ဒါကတော့မပြေလဲကြောက်ဘူးထုံးစံအတိုင်းပဲလေနော်အဲတမက်နဲ့ရောက်ခမချွေးမနဲ့ရောက်ခမဆိုတဲ့ဟာမျိုးတွေကတော့အော်ကဘာဥစားတွေကနေတက်လာတာပါမဟုတ်တာဒါပေမဲ့လည်းတဲ့တဲ့သူတွေလည်းအများကြီးရှိပါတယ်အဲတဲ့တဲ့သူတွေအနေနဲ့ကိုလည်းကြည့်ရင်လည်းတယောက်နဲ့တယောက် တယောက်ပေါ်တယောက်စေတနာထားတယ်မေတ္တာထားတယ်နားလေပေးတယ်အဲ့လိုလူမျိုးတွေကတော့အမြဲတမ်းတည်အမအဲ့လိုစိတ်မျိုးမထည့်ထားအောင်ပေါ့လေ။အဖြစ်လို့လည်းဆိုအမပူလောင်လို့အမဒီထဲမှာဒေါ်တင်တင်ဆိုးကအယမ်းပူလောင်ရတဲ့ဟာမျိုးဆိုရင်အမရိုက်တဲ့အချိန်ရိုက်နေတဲ့အတော်တွင်မဲ့အမဒီဒေါ်တင်တင်ဆိုးရဲ့ကာရက်တာမျိုးကိုသွင်းတယ်။အမကတ်ဆိုတာနဲ့အမအဲ့ရအကြီးဖြုတ်ချလိုက်ဖြုတ်ချလိုက်ပြီးတော့အမအဲ original အမပေါ့နော်အမရဲ့စိတ်နဲ့ပဲကိုယ့်အကူနေတဲ့ထိုင်နေပြောတဲ့ဆိုတဲ့သွားတယ်လာတယ်ပြန်ရိုက်မယ်ဆိုတော့မှပဲအမ dialogue ကြည့်ပြီးတော့အဲ့ဒီဟာကိုပြန်စိတ်သွင်းနေပေါ့နော်တနေကုန်ကြီးငါ dot in this ဆိုတဲ့စိတ်ကိုမွေးထားအောင်အဲ့လိုမွေးထားရင်ကြားရင်အမတို့အာဒီချက်ပို့ပြီးကျမကြီးတွေချွေရင်းလာမယ်နှလုံးရောဂါတွေရလာမယ်ပေါ့နော်စိတ်ဖိစီးလာမယ်အဲ့ဒါတော့လူတွေရောက်နေတယောက်တော့မတူဘူးပေါ့နော်အမတွေးခဲ့ဘူးတဲ့လူတွေကလည်းမိုးလင်းကနေမိုးချုံသူတို့ကဒီ character ကိုထည့်ထားတာအာဟုတ်မှ ဒေါသဖြစ်ရမယ်။ဟိုမှာဝမ်းနေရမယ်ဆိုရင်ဝမ်းနေရမယ်ခံရမယ်ဆိုစိတ်မမှာဘယ်သူမှတော့စကားမပြောတော့ဘူး။သိမလား။အတယောက်ထဲနေတယ်။အဲ့လိုလိုအဲ့လိုဟာမျိုးတွေလည်းတွေ့ဘူးတယ်။အဲခစားချက်ပေါ့နော်။ခစားချက်ကိုမွေးတာပေါ့သူတို့ကတော့မွေးတာပေါ့။အမကတော့အဲ့လိုတစ်ခါမှမမွေးဘူး။အာစေယုံငံရိုက်မယ်ဝမ်းနေရမယ်တားအတွက်ငိုရမယ်အာနာရေးခံမဲ့ဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် မရိုက်ပေါ်ဆင်းပေါ်မှာဒီရိုက်တဲ့အချိန်တစ်ခုပဲအဲ့ဒီစိတ်ကိုမွေးတယ်အမဒါရိုက်လာလဲတက်တန်းလေးချောက်ပါဒီလိုပဲလုပ်လာအေးဘောတော့ဘာပြောလဲလဲဆိုအမအအမအတွက်ကတော့တိတ်မခက်ခဲဘူးလို့တော့ထင်တယ်အာစိတ်ပေါ့နော်အမတို့ကမရှိတာကိုရှိအောင်လုပ်ပြနေတာဟန်ဆောင်နေတာဆိုတော့ဟန်ဆောင်ခြင်းအတတ်ပညာကိုအမတို့က professional လုပ်ဆောင်နေတယ်လေ ဲ့အတွက်အမတို့ကအချိုင်းမွေးထားစရာမလိုဘူးလို့ထင်တယ်။ဒါအမတို့အလုပ်လို့။ဟိုကဓာတ်ပုံဆရာကမြင်းနဲ့ဓာတ်ပုံဆရာမှုသွင်းထားစရာမလိုဘူးလေ။ဓာတ်ပုံလာရိုက်တဲ့အချိန်ကျမှ तू ကဓာတ်ပုံကင်မရာကင်ပြီးတော့ဓာတ်ပုံရိုက်ရမှာလေ။ဘသူမှမရှိလဲ तू ကဓာတ်ပုံကင်မရာကြီးကင်ပြီးတော့ငါငါဓာတ်ပုံဆရာဓာတ်ပုံဆရာအဲအဲအဲ့လိုမွေးထားလို့မှမရတာ။အဲ့လိုပဲအမတို့လည်းမမွေးဘူး။အာငါဒေါက်တင်နေစို့ဒေါက်တင်စို့အချိန်လုံးမမွေးနိုင်ဘူးလေအမကွာ။အဲ့တော့အမက ရိုက်တဲ့အချိန်ပေါ်မှာပဲမူတည်မွေးတယ်အမတက်ဆိုတာနဲ့ဥမာကညနေ6နာရီအမ break လုပ်လိုက်ပြီဆိုတာနဲ့အမဒီထဲမှာ item တွေအကုန်လုံးအကုန်ထားခဲ့တယ်ဘာမှလည်းပြန်မမေးဘူးဘာမှလည်းပြန်မကြည့်ဘူးဒီအကြောင်းအရာလည်းဘာမှပြန်မပြောတော့ဘူးဘာဖြစ်လို့လဲဆိုတော့အမရိုက်တဲ့အချိန်တစ်ချိန်ပဲအမတေချာရိုက်တယ်တေချာလုပ်တယ်မကြိုက်ရင်ပြန်ရိုက်တယ်မကြိုက်မချင်းပြန်လုပ်တယ် rehearsal များများလုပ်တယ် ဒါအမအလုပ်ဖြစ်နေတဲ့အတွက်အမလုပ်တဲ့လုပ်ငန်းခွင်တဲမှာပဲအမတိချလုပ်တယ်လုပ်ငန်းခွင်ပြီးသွားပြီဆိုရင်တော့အမဒါပြန်ရိုက်လို့လည်းမရတော့ဘူးဒရိုက်တာကိုကျမဒီအရကြီးကိုပြန်ရိုက်ချင်တယ်လို့လည်းပြောလို့မရတော့ဘူးတောင်းဆိုလို့လည်းမရတော့ဘူးပြန်ရိုက်ပေးမှလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အားလုံးက duty နဲ့အလုပ်လုပ်နေရတာဆိုတော့အဲ့တော့အမအလုပ်လုပ်နေတဲ့အချိန်တော့အကောင်းဆုံးပြောင်းလုပ်တယ်အလုပ်ခွင်ကပြန်ရင်တော့အမအဲ့ဒါတွေအားလုံးမေးလိုက်ဟုတ်တယ်အမအဲ့ဒါဟိုတယုံဆောင်စားလုပ်တယ်ကအဲ့လိုပဲသွားတာ အဲတချို့တွေဆိုပေါ့အဲ့တော့ငိုးလေးသွားခေါ်တယ်ဆိုတော့ဒီဒီထဲမှာပါတဲ့ဇက်ကောင်စရိုက်ရဲ့အင်းကြီးကိုတစ်ခါတည်းဝစ်လာတာဝစ်လာပြီးသူ့ကိုသူဒီလိုဇက်ကောင်စရိုက်ကိုမွေးလာတာပေါ့နော်အဲမူဟုတ်လားအဲ့အမအကြည့်လိုလားပေါ့နော်အဲဒါပေမဲ့ဟိုတယောက်နဲ့တယောက်လူကြီးကမတူတဲ့အတွက်သူ့အတွက်တော့လူကောင်းလိုမှာပေါ့နော်ဒါပေမဲ့အမအတွက်ကတော့မလိုဘူးမုံမြင့်လေးကတကယ်ကိုချိတိုက်သင်ငန်းစာယူเสียကားလေးတကားပါ အဲ့အတွက်တဲ့စကားကောင်းလေးတကားကိုမဖြစ်မနေကြည်ပေးပါလို့ဖိတ်ခေါ်ပါတယ်